ီကဗျာကတော့ကျွန်တော်တို့ရဲ့ရွေချက်ကျွန်တော်တို့ရဲ့ပန်းနိုင်ဟာတောင်ထိပ်မှာရှိနေမယ်ဆိုရင်ကျွန်တော်တို့နောက်ကတုံးမီတွေလိုက်တယ်လို့လိုင်းထက်ထက်ရိုက်ပြီးတော့ပင်လယ်ကဝါမျိုးမလို့ဖြစ်တဲ့ကာလာမျိုးသေရေးရှင်ရေးမှာကျွန်တော်တို့အဲ့ဒီမီယာကယုံထွက်အဲ့ဒီရေကြားကယုံထွက်ပြီးတော့ကုန်းတက်ကပန်းနိုင်ကိုကျွန်တော်တို့သွားနိုင်ဖို့အရေးကြီးပါတယ် အဲ့ဒီအကြောင်းကိုတောင်တက်သူများလို့ခေါင်းစဉ်ပေးပြီးတော့ကြပြတော့ရေးပြပါတယ်ကျွန်တော်တို့တောင်တက်နေကြတဲ့ပြည်သူအလုံးရဲ့ရှင်တွေကဆန္ဒလို့အဲ့ဒီလိုရေးစုပြီးရေးပြတာပါခေါင်းစဉ်ကတောင်တက်သူများ မတက်မဖြစ်တဲ့တောင်တက်လန်းစောစောလှမ်းတော့ခရီးတွင် ပန်းတိုင်ကိုစောစောမြင်ရတာပေါ့တော်မီတွေနောက်ကလိုက်တယ်လို့လိုင်းအလိတ်လိတ်ကရိုက်တယ်လို့ကြိုက်တာကိုရွေးသေဘေးလားရှင်ဘေးလားသေဘေးလားရှင်ရေးလားသွားမလားနားမလားမိကြရေကြကယုံထွက်ကုန်းအတက်မှာပန်းတိုင်ရှိတယ် စောစောလှမ်းနိုင်သမျှပန်းတိုင်နဲ့စောစောနီးတောင်တက်ခရီးချမ်းကိုမကြီးတန်းလျှောက်တောင်အောက်မှာတော့ဘယ်တော့မှအသိမခံဘူးဒီကဗျာကတော့ကန်တက်ဆိုတဲ့ကဗျာပါဒီကဗျာနဲ့ပတ်သက်လို့တော့ဘာမှ ရှင်းပြီးတော့ ပြเสียမလို့ပါဘူးကျွန်တော်တို့ဂျင်ဆိုင်နေရတဲ့ကျွန်တော်တို့တွေ့ကြုံနေရတဲ့နေ့စဉ်ရင်ဆိုင်နေကြရတဲ့ကာလဒုက္ခတွေဒါကျွန်တော်တို့ယုံထွက်နိုင်ဖို့ခွန်အားဖြစ်စေမယ်လို့ယုံကြည်ပြီးဒီကဗျာကိုရွတ်ပါတယ်ခေါင်းစဉ်ကကန်းတက်တိကြရာကမိကလာမကဲဘူးကိုဖသာကူ မကူးရင်မြုပ်မမြုပ်ရင်မျော အမြုပ်အမျောမခံမနဲ့ပြန်အာယုံကမ်းပေါ်မှာဆုံစုတ်ယုံကြည်မှုက တွေ့အသက်ယုံကြည်ချက်ဘယ်တော့မှမသေးပါမေခလာမကယ်ပဲငါတို့ကန်တက်ကြမယ်ငါတို့ကန်တက်ကြမယ် ကလယသကဗျာများတဲ့ကကဗျာတပုတ်ကိုကျွန်တော်ရွေးထားပါတယ်အဲ့ဒီကဗျာကန်းဂျီလို့ကောင်းစဉ်ပေးထားပါတယ်ဒီမှာစကားဦးနည်းနည်းလေးသမ်းမရသေးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဆရာကြီးဦးအောင်သင်ရဲ့တမီဆမမမောသင်နဲ့ ਉਹ နဲ့ဆရာမောင်ခိုင်တီတို့နဲ့ဆုံတဲ့စကားဝိုင်းမှာပါဆမကဘာပြောလဲဆိုတော့သူငငယ်တုန်းကအဲ့ဝိတုဖတ်တာဘာသာပြန်ဝိတုဖတ်တာ စိတ်ထဲမှာစောစောလန်းလန်းမရှိဘူးတဲ့ဒါပေမဲ့ဆရာထင်လင်းရဲ့ plate ကိုဖတ်ပြီးတဲ့အခါမှာအရန်ကိုကြိုက်ပြီးတော့ဆွဲလန်းသွားတယ်တဲ့အဲဘာဖြစ်လာလဲဆိုတော့သိကျင်တော့ तू ကငငယ်ရွှဲရှိသေးတော့သူ့ဖေဆရာဦးအောင်တင်းကိုမေးတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့သမီးကြီးတဲ့အဲ့ဒီဝတ္ထုရဲ့မှာစာရေးသူကဘာမှဝင်ပြောမထားဘူးတဲ့အဲ့ဒီဝတ္ထုတွေကပါတဲ့ဇက်ကောင်တွေရဲ့ဇယိုက်လက္ခဏာအဖြစ်ပြက်ကို ဇက်ကောင်နေရဲ့စကားဇက်ကောင်နေရဲ့လှုပ်ရှားမှုတွေရပဲပြသွားတယ်။အဲ့ကြတော့မှသူအော်ဟုတ်ထားပါလားလို့တတိထားဖြစ်ပြီ။အဲ့တော့ကျွန်တော်ဘာဆက်ပြောချင်တာလဲဆိုတော့ကျွန်တော်တို့ကကြပြားထဲမှာကြပြားဆရာဝင်ပြောလိုက်လို့ရှိရင်အဲ့ဒီကြပြားဟာအများဖြင့်ပေါ့သွားတတ်ပါတယ်။ဒါကြောင့်ကြပြာရေးတိုင်းရေးတိုင်းတခါတလေမှလူတူဦးတယောက်ကိုကြီးညိုတဲ့ပုံကိုတူဦးတယောက်ကိုဦးစားပေးရေးရင်တော့မှ သူ့အတွက်ဆိုပြီးတော့ဖန်ပြီးတဲ့ကြပြဖြစ်ရင်တောင်မှသူ့နာမည်လည်းမပါဘူးသူဆိုတာလည်းပဲဖတ်တဲ့သူကစဉ်းစားပြီးတော့ခံစားပြီးတော့သိစေခြင်းအောင်လောက်ပဲကျွန်တော်တို့နမိတ်ပုံတွေယူပြီးတော့ရေးတတ်တာသွားပြီးသတိရပါတယ်အဲ့တော့ဒီကန်းကြီးဆိုတဲ့ကြပြလေးကိုနောက်ထောင်ကြည့်ပါပန်းမွေနိုင်မှာ သူ့ရနံ့ကပါပြီးသားတိန်တဆုံမှလဲသူ့အယုတ်ကထင်ပြီးသားတောင်တန်းမြင်တွေ့မရွေ့မရိုင်သူ့စိတ်တက်ကခိုင်ပုံသိပြီးသားပင်လယ်မှာဆုံရမယ်လို့ယုံတဲ့မြစ်တွေကသူ့ကိုသူ့ကိုတရိယာယင်စီစင်း ခยีပြင်းနှင်းနေကမ်းခြေအလှတစ်ခုကိုဖန်တီးဖို့ကျွန်တော်တို့ကကြပြားရေးပစ်တာကအချမ်းမြင်လေးပြောပြစီကြပြားရေးပစ်တာပဝင်းကျင်ရဲ့အရိုက်ခတ်ပါပါတယ်ပဝင်းကျင်မှာတစ်ခုခုအဖြစ်ပြက်တစ်ခု ဖြစ်တိုင်းကျွန်တော်တို့ခံစားရတာကိုပြန်ဖွင့်ထုတ်တဲ့သဘောပါပဲ ကျွန်တော်တို့လိုပဲဂျန်တဲ့ပြိတ္တတွေလည်းခံစားရမှာပါ သူတို့ကဖွင့်မထုတ်တာပဲရှိပါတယ်အဲ့တော့ကျွန်တော်တို့ကတော့ကျွန်တော်တို့ရေးတတ်တဲ့ကြပြာဆိုရင်ကြပြာသမားကြပြာပေါ့ဇကပြေဆိုဇကပြေသမားဇကပြေပေါ့အဲ့ဒီလိုကိုယ့်ရင်ထဲကအတန်တွေကိုပြန်ပြီးတော့လွင့်ထုတ်လိုက်တာပါပဲအဲ့တော့ဒီမှာစကားညှက်ပြီးတော့ပြောချင်တာဆရာဇော်ကြည်ပြောဘူးသလိုပဲရသစာပေဆိုတာတဲ့ မီးတောင်တစ်ခုရဲ့ထိတ်ကပွင့်ထွက်လာတဲ့ချော်ကြီးချော်ဆက်တွေပဲအချိန်မီလည်းအဲ့ဒီမီးတောင်ကမပေါက်ကွဲနိုင်ဘူးသူ့အချိန်ကြာလာတဲ့အခါမှာသူပေါက်ကွဲရတဲ့သဘောပါပဲဒီထက်ကလင်းလဲလဲလာဆိုတဲ့ကြပြဆောင်ထဲမှာပါတဲ့ဒီကြပြကိုကျွန်တော်ဖတ်ပြပါမယ်ရေးတဲ့ရက်စွဲက6ရက်9လ2020ပါ အလုံးနောက်ထောင်ကြည့်ပါຫນွေသမိုင်း ကျွေးရာဝေရာနွေမှာတဘာဝကျွေးတိုင်းမသေးဝေတိုင်းမမြဲအဲ့ဒါနွေတဲကဓမ္မဝေတိုင်းကျွေးတိုင်းနွေသမိုင်းကိုဖွင့်ကဘာမကြည့်ဘူးတဲ့ဘုအလွမ်းမှာသွေးတယုတ်ပန်းနေပွင့် ပန်းသမိုင်းကြံသမိုင်းကိုမရွတ်ခင်မှာနည်းနည်းပြောချင်တာတော့ကျွန်တော်ကအဲ23မှာတော့ကဒီကလရတကဗျာများတစ်ကိုထုတ်ပါ24မှာနှစ်ကိုထုတ်ပါအခု25မှာကျွန်တော်ကလရတကဗျာများ3ကိုထွက်ဖို့စီစဉ်နေပါတယ်အဲ့ဒီစီစဉ်နေတဲ့စာအုပ်ရဲ့ခေါင်းစဉ်ကပန်းသမိုင်းကြံသမိုင်းမှာအဲ့ပြောချင်တာကဟိုပရိသတ်တွေကိုကျွန်တော်ကဆရာလုပ်ပြီးပြောစရာမလိုတော့အောင်ပန်းဆိုတာဘာလဲကျဲဆိုတာဘာလဲ ျွန်တော်တို့အကုန်လုံးခံစားသိနေသိနေကြပါတယ်အဲ့ဒီပန်းလေးကျယ်ရဲ့တမိုင်းကိုကျွန်တော်ခံစားရသလိုရေးဖွဲ့ထားတဲ့ကြပြလေးပါအဲ့ဒီကြပြလေးကိုနားဆင်ကြည့်ပါနားဆင်ကြင်နားဆင်ကြင်နားထောင်ရင်းနဲ့ရင်ထဲကိုအဲ့ဒီပန်းလေးအဲ့ဒီကျယ်ရောက်လာပါလိမ့်မယ်ခေါင်းစဉ်ကပန်းတမိုင်းကျယ်တမိုင်းမှာမြေခါသွားတဲ့ပန်းတွေက သူတို့ကိုစားများများပွင့်ပေးပါတဲ့ကြွေကြသွားတဲ့ကျယ်တွေကသူတို့ကိုစားများများလင်းပေးပါတဲ့ဘဲအငုံကများမြုံပြင်းရင်မပွင့်မဲနေနိုင်မှာတဲ့လေဘဲကျဲကများမိုးသားအောင်မတောက်မပရှိနေတဲ့ နိုင်ကြပါမလဲမျိုးစစ်ကြံသမျရှင်တန်ဖူးပွင့်စေရမယ်ကောင်းခင်ရှင်သမျညကိုစုဖောက်ကျယ်ရီကျယ်ရီထွန်းတောက်နေကြမယ်ပန်းခင်အသက်ဖြစ်လာတဲ့အထိအာယုံမနဲ့နေထွက်လာတဲ့အထိပေါ့ကျေးဇူးတင်ပါတယ်